ဗအံမြို့မှာလာစဉ်အစ်စင်တိုက်ကြခါစစ်မှုထမ်းခြင်းအပြင်ကရင်ပြည်နယ်နဲ့အတွက်ငွေကောက်ခံတာတွေကြောင့်စစ်ရှောင်းတွေနဲ့အင်ငါးနေထိုင်သူတွေဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။အောက်ခံသတင်းပေးပို့ထားပါတယ်ရှင်။ကီမီနယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထပ်ပြေးသိမ်းရှောင်လာတဲ့စစ်ရှောင်းတွေပြည်ရင်းကနေလောက်ကင်အတွက်ရွှေပြောင်းရောက်ရှိနေသူတွေဟာဟန်မြို့နယ်တွင်မှာထောင်ဒက်ကြီးအိမ်ငါးနေထိုင်နေရပါတယ် စစ်ရှောင်းပြည်သူတွေနဲ့အိမ်ငါနေထိုင်သူတွေဟာလာသည်အဲစင်းတိုင်ကြကနဲ့လာသည်စစ်မှုတန်းကြီးပေးနေရတဲ့အပြင်လာမဲ့လူဝင်ဝါဒမှာပြုလုပ်မယ်ကင်ပင်နယ်နဲ့အခမ်းအနားတွေဝေကောက်ခံတာတွေကြောင့်ခက်ခဲနေတဲ့ရင်ဆိုင်နေရတယ်လို့စစ်ရှောင်းပြည်နဲ့အိမ်ငါနေထိုင်သူတွေကပြောပါတယ်ကံမျိုးပါဘောနော်အင်္ဂါနေတဲ့လူတွေရောစပီးရှောင်းသမားတွေရောတလားတစ်ခါအစင်းတိုင်ရတော့အစင်းတိုင်တဲ့ခါမှလည်းရေလွန်သွားရင်လည်းရေလွန်ကြည့် အံွေရိုက်တယ်။သွားတိုင်းအစဉ်တစ်လတစ်ခါသွားတိုင်းလည်းအလှငွေကောက်တယ်အလှငွေထည့်ရတယ်။ပြီးလို့ရှိရင်တို့ပြောတာပေါ့ရင်းလေးနည်းနည်းကြော်သွားလဲတို့မကြောက်ဘူးတို့ပြောတယ်ပေါ့နော်အစဉ်သွားတိုင်းအခုမောတခုခြားကြံပြီးတော့ဥစားပြောတာပါသူဟောက်တာပါဟင်းဟောက်တာပါဟိုရစင်မူတန်ကြီးဆိုလဲသူတို့ဆက်လိုက်ကောင်းတဲ့ခါကျအိမ်သားတွေရောပါတယ်အိမ်ရှင်တွေရောပါတယ်ပေါ့နော်အိမ်အိမ်ရှင်ကတပေါင်းကိုအိမ်သားကတပေါင်းပေါ့နော်သူတို့လည်းတော့ ူကွန်ပလီနောင်းကြည့်ရတဲ့မျိုးသူတို့ကအလှငွေထည့်ရတာနဲ့ဥစားနဲ့တမျိုးဆိုတော့အဆင်မပြေဘူးပေါ့နော်။နောက်စီအဲစင်းတိုင်ချိုင်းရမှာစိန်မှုထောက်ကန်စာတွေ့ကြက်တထောင်ရက်ွက်အုပ်ချုပ်ရေးမှုယုံတွေကအလှငွေလို့ပြောဆိုပြီးကျန်9000ကနေ1000ထည့်ရပြီရဲလွန်ကြီးအနေနဲ့ဒန်ကြီးကျန်9000ကနေ1000ပေးနေရတဲ့အပြင်မိတ္တူကူကကုန်ကြတာတွေရှိပါတယ်ဒါအပြင်လက်စီစစ်မှုဒန်ကြီးအတွက်7000မဖြစ်မနေပေးရပြီ ပြည်မီနေနေအတွက်တအိမ်တော်ကျက်သောင်းအနည်းဆုံးပေးရတယ်လို့စစ်ဆောင်ကြီးနဲ့အိမ်ငါးနေထိုင်သူတွေကပြောပါတယ်။ကိုယ်တော်တော့ပေါ့ပဲ။ဒါကြီးကြီးကြီးကစစ်ဆောင်လို့ပြရတယ်။ပြရတယ်။ဘယ်တိတိုင်းလည်းပြရတယ်။သွားဦးနဲ့တလားဘလောက်ဘလောက်ဘလောက်။နောက်တော့သူတို့ကကြီးတော့ဘယ်တိတိုင်းလည်းသူတို့ကကြီးပါလာပြီ။ကနန်လုံးမမရဘူးရ။အဲ့ဒီတွေပေါ့ပြီးစုပြီးပေါ့။ကျေလို့ပြရပြရပါညာမရှိရင်လူအားတော့ခံတာပဲ။ဘယ်လိုဘာလို့လာကြတော့ခက်တယ်ကြီးတော့ပေါ့။ အဲ့လိုရှိရကိုဝါလို့ဝါဘယ်တော့မှဘယ်တော့တည်းပြရတာအတော့ပြရရှိတာဒီကလေးဒီပေါ်မျိုးမှာဘာတော့ပြရရှိတာတော့မရှိကြမကြဲရတာပဲရှိကြမကြဲရတာပဲဒီကတော့တိတိကျကျငါပူတော့ရအောင်တော့ပြီးခဲ့တဲ့အော်တိုဝါဒလမ်းစမ်းပိုင်းကလည်းဖန်ရမြို့မှာခြောက်လောင်းတဲ့အထက်နေထိုင်နေတဲ့စစ်ဆောင်တွေနဲ့အိမ်ငါနေထိုင်သူတွေရေကောက်ပွဲမှာမဲပေးနိုင်မှုမဲစင်းပြုစုရမှာလိုအပ်တဲ့စာအုပ်စာရင်းတွေအတွက်အနည်းဆုံး15000ကျပ်နီးပါးကုန်ကြခဲ့ရပါတယ် လက်ရှိမှာလည်းကင်မီနယ်အတွင်းနံပါတ်7ရေးခက်ခဲပြီးကုံစင်းတို့ကြီးမြင့်လာတာလောက်ကင်ရှာပါတာတွေပါစစ်ဆောင်နေတဲ့အိမ်ငါးနေထိုင်သူတွေဟာထပ်မံရင်ဆိုင်နေရတယ်လို့သိရပါတယ်ကျွန်တော်အောက်ခံပါ